်ချန်နယ်မှာရှိနေတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးမယ်ဒီမိုင်းကြီးခင်းနေတော့ဒီပေါ့နော်ကျွန်တော် trade coin ကြီးကိုမိုင်းကြီး2ပါမှာပေါ့နော်ဟို free လောက်ချင်နေရတယ်ပေါ့နော် free လောက်ပြီးပို့ရတဲ့တနည်းနည်းပါတွေကိုခေါ်ပြီးတော့လုံလို့ရှိနေတယ်ဒီမိုင်းကြီးပေါပါလေးတက်လို့အဲကိုပါကိုကြီးရင်းနှီးပြီးတော့လုံချင်တယ်ဆိုရင်လည်းရတယ်ပေါ့နော်အဲ့တော့ season name စတင်ဒီမှာကျွန်တော် channel လေးကို like and subscribe နဲ့ပြင်အားပေးသွားကြပါဦး။ဒီမှာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ ီပေါ့နော်ဒီပစာဝင်ဝင်ဒီမှာဒီလိုမျိုးလေးပုံနေမယ်ဒီလိုမျိုးလေးပုံနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီမှာ enter your doggy coin ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့ဒီ doggy coin address ကိုကျွန်တော်တို့ထည့်မယ်ပေါ့နော်ဒီမှာကိုမှာ binance big cap binance site တဲ့အဲ agent ပေါ့နော်ကျွန်တော်တို့ရဲ့ဒီ doggy coin ရဲ့ address ကိုကျွန်တော်တို့တွားပြီးရယူလိုက်မယ်ပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ doggy doggy coin ရဲ့ address ကိုကျွန်တော် binance မှာကျွန်တော်တွားယူမယ်ပေါ့နော်ကျွန်တော်တို့ UU address ပဲကျွန်တော်တို့က ဒီယူမဲပေါ့နော်ဒီမှာဆိုလို့ရင်တော့ဒီမှာကျွန်တော်ဒီကနေလေးသွားလို့ရရပါတော့ကျွန်တော်ရဲ့ဒီ access မှာအဲ access ကနေမှာကျွန်တော်ဒီ fm ကနေပြီးတော့ကျွန်တော်သွားပြီးတော့ဒီမှာအဲ deposit crypto ရှိရ deposit crypto နှိမ့်လိုက်မယ်ပြီးရချင်းဒီမှာဒီနားမှာလည်း search bar မှာလည်းဒီမှာကျွန်တော်တို့ do ge story ဆိုပြီးရိုက်ရှာလို့ရရတယ်။ဒါလို့ရိုက်ရှာလို့ရှင်ဒီမှာဒီမှာ bb20 စမချင်းလိမ့်စာနဲ့နော်ယမီစမချင်းဘီဘီတောင်းလိမ့်စာရဲ့ဒေါ်ဂီကွိုင်းလိမ့်စာရှိရဲ့အိမ်မအောက်ကဒေါ်ဂီကွိုင်းလိမ့်စာကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လို့ရှင်ဒီကောင်လေးကို copy ယူလိုက်ပါ copy ယူပြီးတော့လို့ရှင်ကျွန်တော်ခုနဒီ application နဲ့မှာပေါ့နော်ဒီဒီအနေမှာဒီထည့်ဖို့ကျွန်တော်တို့ဒီက dog coin address လိမ့်စာလေးကျွန်တော်တို့ထည့်ပြီးလိုက်ပါမယ်ထည့်ပြီးလိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ connect လုပ်ပြီးလိုက်ပါနော် coin လုပ်ပြီးလိုက်ပြီးဆိုလို့ရှိရင်ဒီလိုမျိုးလေးပေါ်လာပြီးမှာ mini deposit reinvest withdraw refine ဆိုပြီးတော့ပေါ်လာနေတယ်။အဲတော့ဒီအပိုင်းလေးကိုကျွန်တော်ရှင်းပြပါမယ်။ဒါကတော့ mining tool ညာပေါ့နော်ကျွန်တော်လက်ရှိကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့တူနှုံးပါပါအခုလက်ရှိမှာဒီမှာ9000ကျော်ရှိတယ်။ဒါဆိုတော့ဆက်ဆက်လို့ရှင်1000 1000 1000 1000နဲ့ပဲသူကစတူပြီးမှာပေါ့နော်။ mining per second ဆိုပြီးတော့1000နဲ့ပဲစတူစတူပြီးမှာပေါ့နော်။ကျွန်တော်ကဘာလို့9000ကျော်ရှိနေလဲဆိုတော့ကျွန်တော်ကဒီမှာ deposit တွင်ထားတာပါ။ deposit ကဘယ်လိုတွင်ရလဲဒီမှာဆိုကျွန်တော်တွင်ထားတဲ့ deposit ပေါ့နော်ဒီမှာ အဲတပူစစ်တပူစစ်တွင်ထားတဲ့အလျောက်ပေါ့နော်သူကဒီမှာပြန်ပြီးတော့ဒီမှာဟိုဒီဒေါ်ကြီး coin လေးကိုပြီးနေတာပေါ့နော်ဒီမှာ second like second like ပြီးနေတာတော့ဒါသူပြထားပါပေါ့နော်တပူစစ်ဘယ်လိုတွင်ရလဲဆိုတော့တပူစစ်တွင်တဲ့အပန်းကိုကျွန်တော်တစ်ချက်အရင်ပြောပြမယ်တပူစစ်ကိုကျွန်တော်နှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင်ဒီမှာဒီမှာသူကကျွန်တော်တပူစစ်တွင်မယ်ဆိုလို့ရှိရင်အနည်းဆုံး တဲ့ coin တော့နော် doggy coin set coin လောက်တော့တမဘာလို့ doggy coin set coin ဆိုလောက်တွင်းလို့ပြောတာလဲဆိုလို့ရင် doggy coin set coin ဆိုလို့ရင်အခုလက်ရှိသေးဆို0.2ကျော်ရဲ့ပေါ့နော်1 doggy coin ကို0.2 USD လောက်တော့ရှိမယ်နောက် set coin ဆိုလို့ရှိရင်2 USD လောက်ကျမယ်ပေါ့နော်အခုဆိုဈေးကျနေတာပေါ့နော်အခုတော့ဈေးပြန်တက်နေလားကျွန်တော်တစ်ချက်တော့မကြည့်ရသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့က deposit တွင်းမယ်တွင်းမယ် deposit တွင်းတော့ဘာကောင်းလဲဆိုလို့ရင်ဒီကျွန်တော်တို့ရဲ့ mining speed တက်လာတယ်ကွာ mining speed တက်လာတော့ကျွန်တော်တို့ doggy coin ကို မြန်မြန်ရတယ်ဗျမြန်မြန်ရတယ်ကျွန်တော် mining speed power မြန်မြန်တက်လာလေကျွန်တော်ကွန်ရရနှုတ်အများလာလေပြီးတော့မှကိုကဒီလိုမှကိုကဒီလိုမျိုးအင်းမတွင်းချင်မှုပါညာဆိုလဲကျွန်တော်ဒီမှာ re reimburse လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီဘက်ကိုကျွန်တော်နောက်ပြီးပြောကြအောင်မယ်အဲ့ဒီလောလောဆယ်ဒီကျွန်တော် deposit တွင်တဲ့အပိုင်းပေါ့နော်ဒီကကိုကျွန်တော်တို့ကဒေါ်ကြီး coin ထည့်ပြီးတော့ကျွန်တော်တို့ရ mining speed တက်အောင်ကျွန်တော်တို့ဘယ်လိုလောရမလဲဆိုလို့ဒီမှာဒေါ်ကြီး coin deposit address ဆိုတာရှိပါတယ်အဲ့ဒီကောင်တွေကိုကျွန်တော်ဒီမှာ အဲထောက်လိုက်ပေါ့နော်ပြီးရင် step select all လောက်လိုက်ပြီးရင် copy လောက်လိုက်နော် copy ယူပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ခုန binary ဆယ်လောက်တွားမယ် binary ဆယ်မှာကျွန်တော်ဒီမှာအင်းဒီမှာကျွန်တော်တို့ပြီးရင်ဆုံး binary ဆယ်ကိုကျွန်တော်တို့ရောက်လာပြီဆိုလို့ရှိရင်ခုနကတော့ကျွန်တော်တို့မှာအဓိကကျွန်တော်တို့ doy coin ရှိမှာပေါ့နော် doy coin ကိုကျွန်တော်တို့ကဘယ်လိုလုံးလို့ရမလဲဘယ်လိုကျွန်တော်ဒီ binary ဆယ်ကိုဘယ်လိုဝယ်ထားလို့ရမလဲဆိုရင်ကျွန်တော်ဒီမှာ trade မှာရှိမယ် ထရိတ်ကိုတွားလိုက်ပြီးတော့ဒီမှာပေါ့နော်ဒီနောက်မှာဆိုတခြား B BTC Bitcoin တွေပါ냐ရှိနေမှာဆိုလို့ဒီနေရာနေပြီးကျွန်တော်ဆက်ရအောင်နေပြောင်းပြီးတော့ Doggy to USD ပေါ့နော်ကောင်းကြီးယူလိုက်ပါကျွန်တော်ကဘိုင်းမှာဘိုင်းဝင်းမှာဖြစ်တဲ့အတွက်ဘိုင်းနေရာမှာထားလိုက်တာပြီးလို့ရှိရင်ဒီမှာ amount Doggy နေရာမှာ tan ဆိုပြီးတော့ပေါ့နော် tan Doggy ဆိုအခုဆိုရင်ဈေးကျနေတာဗျာ2ဒေါ်လာတောင်ပဲပြည့်ဘူး1.952ဆိုပြီးတော့ကျမယ်ပေါ့နော်ပြီးရင်ဘိုင်း Doggy ကိုနှိပ်လိုက်ပါအဲ ပြီးတော့ကျွန်တော်တို့ဝင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ USD ရဲ့ support support wallet ထဲမှာရှိနေတာပေါ့နော် support wallet ထဲမှာမရှိရင် support wallet ထွက်ပြောင်းတာပါအဲဆို buy doggy ဝယ်ပြီးသွားပြီပေါ့နော် buy doggy ဝယ်ပြီးသွားပြီအဲ့ဆိုဆိုရှင်ကျွန်တော်တို့ဒီ doggy ဝယ်ပြီးသွားပြီဆိုဒီ finance ဆံမှာ doggy ဝယ်ပြီးသွားပြီဆိုအဲ့ဒီက doggy ကိုအခုနကျွန်တော်တို့ဒီကျွန်တော်တို့ဒီ2ရက်ထဲကိုကျွန်တော်တို့ deposit တွင်းမယ်ပေါ့နော် deposit တွင်းမယ်ဆိုလို့ရှင်ဒီမှာဒီမှာဟုံးဟုံးတွားလိုက်ပါအဲ့တော့ဒီနားမှာကျွန်တော်တို့ဒီ ဒေါ်ကီကွန်ဒီရှင်နေဆိုလို့ရှိရင်ဒီကောင်လေးကို withdraw ဆိုပြီးတစ်ချက်နေလိုက်ပါနေပြီးလို့ရှိရင်ဒီမှာ doggy တော့ရွေးလိုက်ပါပြီးရင် sun crypto network ဆိုပြီးကျွန်တော်ရွေးလိုက်ရွေးပြီးတော့လို့ရှိရင်ကျွန်တော်ခုနယူလာတဲ့ဒီ deposit တွင်မှာ address ကို paste ချလိုက်ပြီးလို့ရှိရင်ဒီဟာ network ကတော့ doggy ပဲပြီးလို့ရှိရင်ဒီကမှကျွန်တော်တို့ tan doggy ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရမယ်အဲ့မှာတူပါကျွန်တော်တို့ဒီမှာ receipt amount ကကျွန်တော်တို့6 doggy ပဲရမယ်ပေါ့နော်သူရဲ့ network fee က4 doggy ဖြတ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ထဲကို အဲဒေါ်ဘီစက်ကွန်ရောက်မှာပေါ့နော်အဲဒါဆိုဝက်ဒရောလုပ်လိုက်ရမယ်အဲဆိုအဲ့ဒီအပိုင်းတော့ဝက်ဒရောလုပ်လိုက်စရင်အခုနောက်ပိုင်းကကျွန်တော်ဒီမှာဂျီမီးထဲမှာကုတ်ချောက်လုံးကြာလာမှာပေါ့နော်အဲ့ဒီကုတ်ချောက်လုံးနှိပ်ပေးလိုက်လို့ရှိရင်တော့ဝက်ဒရောဆက်ဆက်အမြင်ဝါကြီးပေါ့နော်ဒါဆိုတော့အဲဒီပိုဇစ်တွေ့ရမယ်အပိုင်းပေါ့နော်ဒါကျွန်တော်တခါရေးပြပြပြီးတော့ဒီပိုဇစ်တွေ့ရမယ်အပိုင်းလေးအဲဆိုရပါပြီအဲ့တော့ကျွန်တော်တို့ထဲဟိုဒီမှာဒီပိုဇစ်လည်းတွင်ပြီးသွားပြီဆိုလို့ရှိလို့ရှိရင်ဒီလိုမျိုးလေးညီလာမှာဒီမှာ hash power ဆိုပြီးတော့ အ #power ဆိုပြီးတော့ဒီနားမှာတက်လာလိမ့်မယ်ပေါ့နော်ကျွန်တော်ကကျွန်တော်ကပထမတစ်ထောင်ရှိတယ်ဒကုနာဟို doggy ဆက်ကိုင်းတွင်းလိုက်တယ်ဒါပေမဲ့6ကိုင်းပဲရောက်လာတယ်6ကိုင်းလည်းညီများတယ်6000ရေအရင်တစ်ထောင်ရေပေါင်းလိုက်တော့9000အဲ့တော့ဒါကျွန်တော်ရေဒီလောလောဆယ်ဒီ mining ရောပါ speed ပေါ့နော်ဒီဒီကောင်ပေါ့နော် mining power speed ပေါ့အဲအိုင်ကောင်လေးအဲဒါတက်နေပြီပေါ့နော်ဒါ deposit တွင်းနေပိုင်းကဲပြီးတော့ကျွန်တော် reinvest လုပ်မယ် reinvest လုပ်မယ်ဆိုတာကျွန်တော်ဒီမှာအခု အဲဒီလက်ရှိဒီမှာသွားနေတဲ့ကောင်တွေကိုကျွန်တော်တို့ကအဲမထုတ်ဘူးမထုတ်ချင်နေဘူးကျွန်တော်ကျွန်တော် reinvest လုပ်တယ်ပေါ့နော် reinvest လုပ်တယ်ဆိုတော့ဘာကိုပြောရလဲဆိုတော့ယင်ကျွန်တော်ရဲ့ဒီလက်ရှိကိုသွားနေတဲ့ကောင်တွေကိုကျွန်တော်တို့ကမထုတ်ချင်နေဘူးဒီထဲမှာပဲကျွန်တော်တို့ပြန်ပြီးတော့ investment လုပ်ထားမယ်ဆိုရင်လည်းရတယ်ပေါ့နော် investment လုပ်ထားတဲ့ဘာယူကျေးဇူးရမယ်ဆိုတော့ဒီတူးနှုံးပါပါထပ်ပြီးတော့လက်ရှိကောင်တွေပို့ပြီးတော့များလာမယ်တူးနှုံးပါပါများတဲ့အရောက်တက်တဲ့ကွာရလည်းများလာမယ်ပေါ့နော်အဲအဲ့ဒီတဘောတဘာပါပေါ့နော် အဲ့တော့ကျွန်တော်တို့ကဒီလက်ရှိရှိနေတဲ့ကောင်ကိုထပ်ပြီး reinvest လုပ်မယ်ဆိုလို့ယင်ဒီမှာအောက်မှာ goal ဆိုတာလေးရှိရပါတော့။ဒီလက်ရှိဆိုကျွန်တော်မှာ0.248ဆိုတဲ့ရှိရဲ့အဲ့ကောင်လေးကိုကျွန်တော် reinvest လုပ်မယ်ဆိုလို့ယင်ဒီနားလေးမှာတက်လာလိမ့်မယ်။ hash power hash hash power လေးတက်လာလိမ့်မယ်ပေါ့နော်။ကျွန်တော်ကအခုလက်ရှိဆိုဒီမှာလေး9061ရှိရဲ့ကျွန်တော်ဒီမှာထပ်ပြီးတော့ reinvest လုပ်လိုက်မယ် goal နှိမ့်လိုက်မယ်။ goal နှိမ့်လိုက်မယ်ဆိုလို့ယင်အမအဝေး successfully ဆိုဒီမှာငါအဲ9086ဖြစ်သွားတယ်။ အဲဒါ reinvest လုပ်တဲ့အပိုင်းပေါ့နော်ကိုကမထုတ်ချင်နေဘူးကိုတူးနှုံးပါပါကိုလီးထံများချင်တာကိုကတူးနှုံးပါပါတောင်းခွင့်နဲ့ညီသွားချင်တာဆိုလို့ရှိရင်အဲ့လိုမျိုး reinvest လုပ်ပြီးတော့ဒီတူးနှုံးပါပါလေးကိုမြင့်လို့ရရပေါ့နော်ကဲဒါတော့ reinvest လုပ်တဲ့အပိုင်းပေါ့နော်ကဲပြီးရင်ကျွန်တော်ဒီမှာကဲပြီးရင်ကျွန်တော်ဒီမှာ refire ခေါ်တဲ့အပိုင်းပေါ့နော် refire ခေါ်တဲ့အပိုင်းကိုကျွန်တော်ပြမယ် refire ခေါ်တဲ့အပိုင်းမှာကကျွန်တော်ဒီမှာကျွန်တော်ရဲ့တကယ်ချင်းတွေဒီမှာအာ မှာကျွန်တော်ရဲ့ wifi လေးဝင်မယ်ဟိုဒီမှာအာ select all လုပ်ပြီးတော့ copy ပြီးတော့ကျွန်တော်ရဲ့တငယ်ချင်းတွေကိုခေါ်လို့ရတယ်အဲ wifi ရဲ့ခေါ်လို့ရတာက wifi ခေါ်ရင်ကျွန်တော်ဘာရမလဲဆိုရင် custom version ကို your wifi ရဲ့ deposit on first level အဲကိုရေးကိုရေးတငယ်ချင်းကဒီထဲကိုဒီ deposit တွင်းပြီးတော့2နှုန်းပါပါညှစ်မယ်ဆိုလို့ရှိရင်အဲ့ဒီကနေ10%ညမယ် and ပြီးတော့2% of deposit on the second level အဲ့ဒီ deposit တွင်းလိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်ကပထမ level မတွင်းခင်ကကျွန်တော်တို့မှာ level 1မဲ့ရှင်ပေါ့ဗျာ deposit တွင်းလိုက်ပြီဆိုလို့ရှိရင် level 2ဖြစ်သွားပြီပေါ့ဗျာဒီမှာကျွန်တော်ရဲ့ first level အဲဒါသဘောပေါက်ပြောရမယ်ဆိုလို့ပြောပေါ့နော်အဲ့ဒီ level second level ရောက်သွားပြီဆိုလို့ရှိရင်အဲ့ဒီကနေလည်း2%ရောက်မယ်ပေါ့နော်စုစုပေါင်းဆိုရင်10%ရောက်မယ်ပေါ့အဲဒီလိုမျိုးပေါ့ဒီတိုင်းရိုးရိုးပဲကျွန်တော်တို့ deposit တွင်းနေဆိုလို့ရှိရင်တော့အဲရိုးရိုးပဲဒီတိုင်းပဲခေါ်ရဆိုရင်တော့ကျွန်တော်တို့ခေါ်ရဲအလျောက်ပဲ power လေးတက်မယ်တကယ်ကောင်းက deposit လည်းတွင်းနေဆိုလို့ရှိရင်တော့ဒါဒီလိုမျိုးတွေရမယ်ပေါ့နော်ဒါကတော့ refi အပိုင်းပေါ့ ပြီးရင်ကျွန်တော် withdraw ပိုင်း withdraw ပိုင်းမှာကျတော့ကျွန်တော်ကအဲ withdraw proceed with within a 5 minute 5 minute တွင်ကျွန်တော်တို့ဒီဒီ procedure အောင်မြင်မြင်နဲ့သူ5 minute တွင်သူလုတ်ပြီးမယ်ပေါ့နော်အဲငွေထုတ်တာပါညာ5 minute ပဲကြာမှာပေါ့သူတို့ပြောကြတာကျွန်တော်ရဲ့ minimum amount ကတော့3 donkey coin ကျွန်တော်တို့အာ3 donkey coin ရှိရရင်ကျွန်တော် withdraw လုပ်ရမယ် ီကနေတော့ကျွန်တော် withdraw လုပ်မကြည့်ရရဲ့အတွက်တည်းဒီကနေကျွန်တော်တို့ဒီ exchange ကို withdraw လုပ်မယ်ဆိုရင် fee ကြီးမပေးရတော့ပေးရတယ်မပေးရဘူးတော့မတည်ဘူးကျွန်တော်ဦးနာ exchange ကနေပြောဒီထဲကို deposit ထွန်းလာတော့ fee ကြီး4ဒေါ်ကြီးပိုင်းပေးလိုက်ရတယ်ကဲအဲ့တော့ twin channel view တွေအတွင်းမှာ range jump တိုင်း free ဆော့ခြင်းနဲ့လူလည်းဒီဘက်ကဘာကို invite friend ခေါ်ပြီးတော့ဆော့ခြင်းနဲ့ဆော့ပေါ့နော်ကျွန်တော်ကတော့ twin ထားပါတယ်ကျွန်တော်2ဒေါ်လာဘူးလောက် twin ထားတယ်ဒီမှာလေကျွန်တော်ဒီမှာ deposit မှာကျွန်တော်2ဒေါ်လာဘူးလောက် twin ထားတယ်ကျွန်တော်ရဲ့ပထမ magnitude လုံးက1000ပဲရှိတယ် ကျွန်တော် reinvest လုပ်ထားတာနောက်က86ပါဝါတွန်းလုံးရှိတယ်ကျွန်တော်ဒီတွင်းလိုက်တဲ့ကောင်ကဒီမှာ dollar coin 6ဒေါ်လာရောက်6 coin ရောက်တဲ့အတွက်ဒီမှာ6ဒေါ်လာပဲအဲ့တော့ပထမတစ်ထောင်လဲဆိုတော့9000 9000ရဲ့ဒီ reinvest လုပ်ထားတာ86ရဲ့ဆိုတော့9000 86အဲ့လိုမျိုးကျွန်တော်က reinvest ပဲပြန်လုပ်တော့မှာပေါ့နော်ပြီးတော့ဒီကောင်လေးကရေရှည်ရေရှည်လေးရေရှည် site ပုံစံမျိုးလေးပေါ့နော် ဗျာတန်းပြီးတော့ဟိုလိုကြီးစက္ကန့်နဲ့ပုံနဲ့မျိုးပြီးတော့ရင်းနေရတယ်ဗျာအရင်မများဗျာဒီမှာ2ဒေါ်လာဒိုဘီကွန်ကြီး2ဒေါ်လာဘူးလောက်ကတော့ဗျာဒီမှာဘာမှကိုယ်တည်းပြဿနာရှိမှတော့ဗျာဒီမှာအင်း2ဒေါ်လာပစ္စည်းကိုယ်တော်တော့ကိုယ်ဘာမှလဲမဟုတ်ဘူးလीအဲ့တော့ကျွန်တော်တော့တွင်းထားလိုက်ပါတယ်တွင်းပြီးတော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်တော့ investment လုပ်ထားတယ်ပြီးရင်ကျွန်တော်ဒီထပ်တက်လာရင်လည်းကျွန်တော်ထပ်ပြီးတော့ reinvest ပြန်လုပ်မယ် အဲ့တူနုံပါပါများလာလေဒီတူနုံကဒီတူနုံတူနုံများလာလေဒီကျွန်တော်တို့ရဲ့ coin တနုံကများလာလေဒီအဲ့ဒါမှကျွန်တော်တို့ညင်ညင်နဲ့ကျွန်တော်တို့ထုတ်လို့ရမှာပေါ့နော်အဲကျွန်တော်နောက်ပိုင်းဒီ withdraw လုပ်လို့ရှင်နေကျွန်တော်ဗီဒီယိုလေးတင်ပြမှာပေါ့နော်ဒီဒီကောင်အဲ့ withdraw လုပ်တဲ့အချိန်မှာကျွန်တော်တို့ fee ဖြတ်မဖြတ်ကိုလည်းကျွန်တော်တစ်ချက်ပြန်ပြီးတော့ပြောပြပြရမယ်အဆုံးကြီးလိုက်ဆုံးကြီးလိုက်ပါကြည့်ရှုပြီးတဲ့တယောက်ချင်းစီတန်းကိုကျေးဇူးပြန်ပါတယ်ပြီးတော့ဒီ game ရဲ့ link ကိုလည်းဒီ view file ကိုမှအောင်ကျွန်တော်ချပေးထားပါမယ် tapi maaf ya nih sound dua nya